ဝမ်းနာကြည်ရည်ယူမလို့မျိုးမျိုးဒီကောင်မျိုးတောင်ပြင်းနမ်ဆန်ခရိုင်မန်တုံမြို့မှာတတန်းလွန်စေဝါနဲ့စားတော့ကွန်ပစ္စည်းတွေရောင်းချတာရှိမရှိစစ်ဆေးတာကိုမြို့စီမှာအုပ်ချုပ်ရေးကော်မတီတာဝန်ရှိသူတွေက ပြီးခဲ့တဲ့မေလ16ရက်နေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။အဲ့ဒီလိုစစ်ဆေးရာမှာတွေ့ရှိရဲ့တတန်းလွန်စေဝါနဲ့စားတော့ကွန်ပစ္စည်းတွေကို မိရှို့ဖျက်ဆီးခဲ့တယ်လို့နောက်နောက်တတန်းလွန်စေဝါနဲ့စားတောက်ကွန်ပစ္စည်းတွေထပ်ပြီးတွင်တွင်ရောက်ချတာမလုပ်ဖို့အတိပေးတာတွေပြုလုပ်ခဲ့ကြပါတယ်။မြို့စီမံအုပ်ချုပ်ရေးကော်မတီအနေနဲ့မြို့အတွင်းတတန်းလွန်စေဝါနဲ့စားတောက်ကွန်ပစ္စည်းတွေတွင်တွင်ရောက်ချတာထပ်ပြီးစစ်ဆေးတွေ့ရှိရင်ရောက်ချတဲ့ဈေးဆိုင်ပန်းရှင်တွေကိုပြင်းထန်တဲ့အရေးယူမှုတွေပြုလုပ်သွားမှာဖြစ်ပါတယ်။ ဝယ်ယူစားသုံးတဲ့မိဘပြည်သူတွေအနေနဲ့လည်းတက်တန်းလွန်စေဝါနဲ့စားတော့ကွန်ပစ္စည်းတွေဝယ်ယူစားသုံးတာမလုပ်ဖို့လိုအပ်တယ်ဆိုပြီးမြို့စီမှာအုတ်ချုပ်ရေးကော်မတီတာဝန်ရှိသူတွေကလိုက်လံအသိပေးတာတွေပြုလုပ်ခဲ့ကြပါတယ်။ပြီးခဲ့တဲ့မေလ12ရက်နေ့ကလည်းနမ်ခန်းခိုင်မဲဝီမြို့မှာမြို့နယ်တာဝန်ရှိသူတွေနဲ့ရက်ွက်အုတ်ချုပ်ရေးမှူးတွေကတက်တန်းလွန်စေဝါနဲ့စားတော့ကွန်ပစ္စည်းတွေကိုမဲဝီမြို့အတွင်းရောင်းချတာရှိမရှိစစ်ဆေးတာတွေပြုလုပ်ခဲ့ကြပါတယ်။ တောင်ပြည်ရဲ့မြို့နယ်တွေမှာမြို့တွင်းစီပင်တရားရည်နဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်မြို့စီမှာအုပ်ချုပ်ရေးကော်မတီတရက်ဖွဲ့စည်းထားပြီးဖျားဆာဝပ် TNW အုပ်ချုပ်ရေးဌာနကမြို့နယ်တာဝန်ရှိသူတွေတောင်ပြည်ရဲ့တပ်ဖွဲ့ကမြို့နယ်တာဝန်ရှိသူတွေကျမရေးဌာနကမြို့နယ်တာဝန်ရှိသူတွေနဲ့ရက်ွက်အလိုက်ရက်ွက်အုပ်ချုပ်ရေးမှုတွေပါဝင်ခဲ့ကြပါတယ်ကျမလွေပူပါပါရှင်